ရတတ်မရတဲ့ကံကောင်းမှုတွေနဲ့မကြခင်မှာကြော်ညာမင်းသားတအူးဖြစ်လာတော့မယ်ရေကဲကြောင်းတယ်လေးရှိုင်းစော ဆယ်လစ်ပရိသတ်များမင်္ဂလာပါရှင်စေတနာတရာတရားထက်သန်စွာနဲ့ရေခဲတို့တွေလူခဲ့ရအောင်လူဒီများထင်ရှားလာတဲ့သကိုင်းမျိုးကရေခဲကြောင်းတဲ့လေးရှိုင်းစော်ကုန်ပရိသတ်တွေတည်ကြမှာပါသူရဲ့ဗီဒီယိုဖိုင်လေးပြန့်နှံ့သွားပြီးတော့မြန်မာတိုင်းနိုင်ငံလုံးကပြည်သူတွေကရှိုင်းစော်ပေါ်မှာအရန်ချစ်ခင်လေးစားခဲ့ကြပါတယ်ဆိုရှယ်မီဒီယာမှာလည်းသူရဲ့အကြောင်းတွေကလင်းလင်းမြန်မြန်ပြန့်နှံ့ခဲ့ပြီးတော့နိုင်ငံအဝန်ကစေတနာရှင်တွေကသူ့အတွက်လိုအပ်တာတွေလှူဒန်းပေးခဲ့ကြတာပါစိတ်ဆိုင်ရွှေဆိုင်တွေကလည်းလိုရာသုံးဖို့အတွက်ငွေသိန်းဆယ်ချီလှူဒန်းပေးခဲ့ပါတယ်ဒါပေမဲ့ရှိုင်းစော်ကတော့နာမည် ယ်ကြီးကျင့်လို့လူတန်းတာမဟုတ်ကြောင်းနဲ့အဲ့ဒီအလူငွေတွေကိုငလင်ပေးတဲ့ပြည်သူတွေကိုကူညီပေးဖို့အတွက်ပြန်လည်လူတန်းသွားခဲ့ရပါဒါကြောင့်သူရဲ့စေတနာကိုအများပြည်သူကလေးစားအသိမှတ်ပြုပြီးတာဒူးအကြိမ်ကြိမ်ခေါ်ခဲ့ကြတာပဲဖြစ်ပါတယ် လုပ်ငန်းရှင်တဦးကဆိုင်းစော်အတွက်ရေခဲစက်အသေးစားတစ်ခုလှူဒန်းခဲ့တယ်လို့တခြားလူရှင်တွေကလည်းဖုန်းဆိုင်ကယ်လိုအရာမျိုးတွေကိုကိုယ်တိုင်သွားရောက်လှူဒန်းပေးခဲ့ကြတာပါဆိုင်းစော်ကတော့သူ့အပေါ်မှာချစ်ခင်စွာနဲ့လှူပေးလာတဲ့အလူရှင်တွေအပေါ်လေးစားစွာဆက်ဆံခဲ့ပြီးတော့ဆိုင်ကယ်လှူပေးခဲ့တဲ့ Lady Grace စိန်ဆိုင်ပိုင်ရှင်ကိုလည်းကျေးဇူးသိစွာနဲ့ရှင်ခိုးကြောခဲ့ရပါကိုအကျိုးကိုမငဲကွက်ပဲ Brighter စိတ်အပြည့်နဲ့လှူဒန်းမှုတွေပြနေရင်ဆိုင်းစော်အပေါ်မှာစီးပွားရေးလုပ်ငန်းရှင်တော်တော်များများကကြော်ညာတွေရိုက်ကူးပေးဖို့ထိပါကန့်လန့်လာခဲ့ကြပါတယ် အခုချိန်မှာတော့ဆိုင်းစော်အနေနဲ့ကြောင်ညာရိရိုက်ကူဖို့အတွက်ရန်ကုန်မြို့ကိုရောက်ရှိနေခဲ့ပြီးသူ့ကိုရေခဲဆက်ထောက်ပံ့ပေးရဲ့အလူရှင်ကိုနိုင်စီကိုလည်းတွားရောက်အကြဝါပြုခဲ့တာပါစစ်မှန်တဲ့စေတနာရှိပြီးရိုးသားတဲ့ဆိုင်းစော်ကမကြခင်မှာပဲကြောင်ညာမင်းသားတအူးဖြစ်ပြည်သက်တွေကအမြင်တွေ့ကြရတော့မှာဖြစ်ပါတယ်ရှင်